ော်ဦးမြာဦးနမြာလက်ဖြစ်တဲ့ဖားတွေကျွန်တော်ကသိကြပါရစေကင်မျိုးသားအစည်းအုံ KNU တက်မဟာ3 4 9တဲကစစ်ကောင်စီတက်စကန်3ခုကိုကင်မျိုးသားလူမျိုးရေးတက်မတော် KNLA ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကနှစ်ရက်အတွင်းမှာစတိုက်သိမ်းပိုက်ခဲ့ပါတယ် ထိုင်းမြန်မာနယ်စပ် KNU တပ်မဟာ၄နယ်မြေတွေကတိခိစကန်တပ်မဟာ9နယ်မြေတွေက၄ပနာဒီခေါ်တခေါ်ဘီခွီးစကန်နဲ့တပ်မဟာ3နယ်မြေတွေကချင်းမြန်တရင်ခမာယ968စကန်တွေကိုမေလ၈ရက်နဲ့9ရက်နေ့တွေမှာတင်ပိုက်ခဲ့ကြတာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တိခိစကန်ကိုတော့9ရက်နေ့နနက်ပိုင်းမှာတင်ပိုက်ရရှိခဲ့တာဖြစ်ပြီးအဲ့ဒီစကန်တင်တိုက်ပွဲဟာထိုင်းရဲ့ဖိအားပေးမှုတွေရှိခဲ့တာကြောင့်ခက်ခဲခဲ့တယ်လို့မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ ကျွန်တော်တို့ ticket scan ကို drone ပစ်ကို120လက်နက်ကြီးပစ်ကိုအားကောင်းကောင်းနဲ့ကျွန်တော်တို့ခိုက်ခိုက်ခဲအဲတင်ပိုက်ခဲ့ရတာဖြစ်တယ်။ဘာလို့ခိုက်ခိုက်ခဲ့ကျွန်တော်တို့တိုက်ခိုက်တင်ပိုက်ခဲ့ရလဲဆိုတော့ဒီ ticket scan ရဲ့၄ပုံ၃ပုံလောက်ကဒီထိုင်းနိုင်ငံထဲမှာရှိနေတယ်။ထိုင်းနိုင်ငံတွေကဝင်နေတဲ့အနေအထားမှာရှိတယ်။ ထိုင်းနိုင်ငံရဲ့နယ်စပ်စီးမြင်ပေါ်မှာလည်းရှိနေတယ်အဲ့အတွက်ကျွန်တော်တို့ဟာထိုင်းနိုင်ငံရဲ့ PR တချို့ကျွန်တော်တို့မှာရှိပါတယ်ထိုင်းနိုင်ငံကအခုကြာသွားတဲ့အမ်ဒီ TK scan ကိုအတွက်ကျွန်တော်တို့အခုညီပေးခဲ့တာလည်းရှိတယ်မီဇက်တွေတင်ပေးတာလည်းရှိတယ် CD တင်ပေးတာလည်းရှိတယ်ထွက်ပြေးသွားတဲ့ရန်သူအမ်စက်သားတွေကိုကျွန်တော်တို့ပြန်မောင်းတင်တာမျိုးတွေရှိခဲ့ပါတယ် TK scan ကိုကျွန်တော်တို့ရန်သူက helicopter ၄စီးနဲ့အင်အားလာချပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့လက်နက်ကြီး 120တွေပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီလက်နက်ကြီး120တွေကိုတို့အသုံးပြုလို့မရအောင်ကျွန်တော်တို့ drone တွေကျွန်တော်တို့ဘက်ကလက်နက်ကြီးပစ်ကူတွေကကျွန်တော်တို့လက်ဥမှုရယူပြီးတော့အကောင်းဆုံးဖြတ်စီးနိုင်ခဲ့တဲ့အတွက်တို့120တွေလုံးဝအသုံးပြုလို့မရတဲ့အခြေအနေမှာကျွန်တော်တို့ဖြစ်သွားခဲ့ပါတယ်။လက်ရှိမှာတော့ Tiki စခန်းကိုတော်လည်တပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီးတော့နှစ်ဖက်တိုက်ခိုက်မှုအခြေအနေတွေကိုတော့မသိရသေးပါဘူး။တပ်မခွနစ်နေမီတွေကတခေါ်ဘီခွီးစခန်းနဲ့တပ်မ3ကခမရ968စခန်းတွေကိုတော့နေမီရှင်းလင်းရေးတွေလှုပ်ဆောင်နေရစေလို့ ရေပြင်အခြေအနေသိရှိသူတွေကပြောပြပါဗျ။ကင်းပြည်နယ်ထဲမှာစခန်းသိမ်းတိုက်ပွဲတွေခက်ဆိတ်ဆိတ်ဖြစ်လာတာပြင် KNU ရဲ့တပ်မခုနှစ်ခုလုံးမှလည်းစစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။အဲကျွန်တော်တို့အဓိကဟိုကပေါ့နော်အချင်းကျုပ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့အဓိကရည်ရချက်ဖြစ်တဲ့အာဆရာနာရှင်ချုပ်ငင်းကြီးနဲ့ကျွန်တော်တို့ရဲ့ဟိုကပေါ့နော်နေမြေအဲ့မှာရှိနေတဲ့ဆရာနာရှင် ်သက်ကမ်းမယ်မြောက်တုံးထုတ်ရေးဆိုတော့ဆောင်ရွက်နေတယ်ဆိုတာတော့အဲ့ဒါအဲ့လောက်တော့ပြောလို့ရတယ်ခင်ဗျအဓိကတော့လေချောင်းရံစိတ်ဆာပေါ့နော်ဒီစစ်ကောင်စီကဒီကျွန်တော်တို့ကလေးပူပေါင်းတက်တွေကိုဟိုတိုက်ခိုက်မှုပေါ့နော်သူတို့မတိုက်နိုင်ဘူးအဲသူတို့ရဲ့အားကပေါ့နော်ဒီကကြဆမှုညပြနေတဲ့ပုံမှာဒီကပြည်သူလူထုတွေကိုပို့ပြီးတော့ဒီကြောင့်တိုက်ခိုက်မှုရရည်ရွယ်တိုက်ခိုက်နေတာဆိုတာတော့ အားလုံးတော့တတိနဲ့နေထိုင်ကြဖို့နဲ့အဲ့ဒါတော့ကျွန်တော်တို့ဟိုပြောချင်ပါတယ်ခင်ဗျာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားကပဲ PNL ဥဆောင်တဲ့တော်လန်အေးပူပေါင်းတက်တွေကတိုင်းမြန်မာနယ်စပ်တခြားမှာရှိတဲ့စစ်ကောင်စီတပ်စခန်းအများအပြားကိုတင်ပိုက်ထားပြီးတော့မျိုးပေါ်ဒေသတွေကိုလည်းထိုးဖောက်ဝင်ရောက်နေတာဖြစ်ပါတယ်။စီးအချင်းနေလေးလာသုံးသက်သူတွေကတော့ဒီနှစ်ပိုင်းမှာကင်းစီးအေးပုံမလှုပ်ရှားလာတာကိုတွေ့ရပြီးဒီတိုက်ပွဲတွေဟာမွန်တင်းလာရင်နဲ့ ပဲဘကိုးဒေသတွေကတော်လိုင်းအခြေအနေတွေကိုတွန်းအားပေးနိုင်တဲ့တိုက်ပွဲတွေဖြစ်တယ်လို့သုံးသပ်နေကြပါတယ်ကျွန်တော်တို့ကတော့အတမမီပဲနဲ့စခန်းတစ်ခုချင်းတစ်ခုချင်းကိုကျွန်တော်တို့ကတိတ်နေလေအဲ့တော့ကျွန်တော်တို့သူ့ဘိုက်နဲ့သူ့ဘိုက်နဲ့ဘူးเนาะအဲ့တော့ဖြစ်တော့ကျွန်တော်ပြောချင်တာကတော့ဟိုပါပေါ့နည်းနည်းတော့ဒီကာလမှာလူလူတော့နည်းနည်းဒုက္ခရောက်မှာပေါ့ဗျာเนาะဒါကျွန်တော်ကရင်နယ်မြေမှာမဟုတ်ဘူးတပြည်လုံးဖြစ်နေတာလေနောက်ကျွန်တော်တို့စီမံကိန်းက တပီလုံးနဲ့ဆက်ဆက်လုတ်တဲ့အပိုက်နီလည်းရှိတယ်ဒီပိုက်နီကိုလည်းကျွန်တော်တို့ကထုတ်မပြောဘူးသူသူ့ပိုက်နဲ့သူ့ပိုက်နဲ့အကုန်လုံးကျွန်တော်တို့ကချပြီးလုတ်တာလေကျွန်တော်တို့ထုတ်မပြောဘူးနော်ကိုပီနေရာကတော့ဒီဟာတတ်တတ်ကျွန်တော်သိနေနောက်တပီလုံးနဲ့ပတ်သက်တဲ့အားလည်းကျွန်တော်တို့လှုပ်ရှားနေတယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်ရောက်ပြီဘယ်ရောက်ပြီကျွန်တော်မပြောဘူးနော်အဲအဲ့ဒါလေးတော့ကျွန်တော်ပြောရင်လည်းရှိတယ်အကုန်လုံးကျွန်တော်တို့စီမံကိန်းချထားပါတယ်နော်